ဟေးဝရံနဲ့စိုးပြတဲ့စင်တို့လက်ထက်ရင်အိမ်ထောင်မမြဲပဲကွဲမယ်လို့ကွက်တီဟော့ဂိန်းထုတ်ထားတဲ့နာမည်ကြီးတာရော့ဘေရင်ဆီယာမောင် ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမင်းလေးချန်နယ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။စိုးပြေသူစင်နဲ့ဟင်းဝီရံတို့ယူရင်အိမ်ထောင်ရေးမသားရပဲအိမ်ထောင်꿰လိမ့်မယ်လို့ဟောကိန်းထုတ်လိုက်တာကရန်ကုန်မြို့ကနာမည်ကြီးထရော့ဘီဒင်ဆီယာမတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေအလုံးကစိတ်မကောင်းဖြစ်ကြပါတယ်။တချို့ကလည်းဟင်းဝီရံနဲ့စိုးပြေသူစင်တို့လက်ထက်ရင်꿰မယ်ဆိုတဲ့သတင်းကိုအယုံကြည်မရှိပဲရဲစရာသတင်းတစ်ခုလို့သဘောထားပါတယ်။ အလုံးတိကျတဲ့တိုင်ဟင်းဝေးရဲ့နဲ့ဆိုပြတဲ့ဇင်တို့ရဲ့အခြေရေးကအနုပညာလောကမှာလူပြောများတဲ့အနုပညာရှင်ဆုံးတွဲပါဒါအပြင်ပရိသတ်တွေကလည်းဆိုပြတဲ့ဇင်နဲ့ဟင်းဝေးရန်ကိုသဘောတူကြပါတယ်အလုံးတိကျတဲ့တိုင်ဆိုပြတဲ့ဇင်ဟာဆိုရင်အနုပညာလောကမှာချစ်စရာကောင်းပြီးတော့လှပကအောင်မြင်တဲ့ထိတ်တန့်မင်းသမီးတစ်လက်ဖြစ်ပါတယ်ဒါပေမဲ့တခြားသောအမျိုးသားအနုပညာရှင်တွေနဲ့ကင်းရှင်းပြီးတော့တည်ငြိမ်အေးဆေးစွာနဲ့နေတတ်ပါတယ်ဆိုပြတဲ့ဇင်နဲ့နှီးစပ်တဲ့အယောက်ျားဟာဟင်းဝေးရန်တဦးတည်းသာရှိပါတယ် ဒီလိုနီးစပ်မှုတွေရှိနေရကြောင်းအစိုးရတဲ့စင်တဲ့ဟင်းဝေးရန်တို့ဟာအမှုပညာလောကမှာချစ်သူတွေဖြစ်နေကြပြီဆိုတော့သတင်းမျိုးတွေမကြာခဏထွက်လေ့ရှိပါတယ်။အထူးသဖြင့်တော့ဟင်းဝေးရန်နဲ့အစိုးရတဲ့စင်တို့ကတရားဝင်ဝင်ခံမထားပေမဲ့သူတို့နှစ်ယောက်ဟာပြည်သက်တွေမမြင်နိုင်တဲ့နောက်ကွယ်မှာချစ်သူတွေဖြစ်နေပြီလို့ထင်နေကြတာပါ။ အထူးသဖြင့်တော့အစိုးရသတင်းကအစောပိုင်းမှာဟင်းဝရံနဲ့ချစ်ကြိုက်နေရမျိုးမရှိကြောင်းအနုပညာမောင်နှမတွေပါဆိုပြီးတော့ညင်းခဲ့ပေမဲ့အစိုးရသတင်းကပရိသတ်တွေကဟင်းဝရံနဲ့ရှစ်ပေးတဲ့ချိန်မှာပြုံးရွှင်နေတတ်ပါတယ်။ဒါပေမဲ့မကြသေးခင်ကမှကျင်းပေါ်ဇလန်တွဲမှာအတွဲညီခဲ့တဲ့မင်းသားနေချွတ်ဆိုင်းစီတွန်ခန်းတို့နဲ့ရှစ်ချိန်မှာတော့အသေးအံထာညင်းခဲ့ရပါဘူး။ ဒါကြောင့်လဲဆိုပြသစဉ်ဟာဟင်းဝေရနဲ့ချွတ်ကျနေရကတေချသွားခဲ့ရဖြစ်ပါတယ်။တကြိုသောအတွင်သတင်းတွေအရဟင်းဝေရနဲ့ဆိုပြတို့ဟာတိတ်တိတ်ပုံချစ်သူတွေဖြစ်နေတာကြာပြီလို့သိရပြီးတော့ပရိသတ်အတန်းရှင်းရအောင်ဝင်မခံတာလို့ဆိုပါတယ်။အခုခါမှာတော့ဆိုပြသစဉ်နဲ့ဟင်းဝေရတို့ရဲ့မင်္ဂလာပွဲကိုဒီနေ့မကုန်ခင်ကျင်းပမယ်လို့ ဟဲဝင်ရဲ့ဖခင်ကအတီးပြူးပေးလိုက်တာပါအခုတကမှာတော့ပရိသတ်တွေနှိရှိလာများစောင့်ဆိုင်နေရတယ်ဟဲဝင်ရဲ့နဲ့ဆိုဖြစ်တဲ့ဇင်တို့ရဲ့မင်္ဂလာပွဲကဘလောက်တောင်ခမ်းနားမလဲဆိုတာကိုပရိသတ်တွေကစောင့်ကြည့်နေပါတယ် ဒါပေမဲ့လည်းရန်ကုန်မြို့ကနာမည်ကြီးတောင်ရုံဘီလင်းဆီယာမားကတော့ဟဲဝင်ရန်ဟာအင်္ဂါသမီးဆိုပြတဲ့စင်နဲ့လက်ထက်ရင်အိမ်ထောင်ခွဲကင်းရှိရဆိုပြီးတော့ပြောခဲ့ရဖြစ်ပါတယ်။အဆိုပါရန်ကုန်မြို့ကနာမည်ကြီးတောင်ရုံဘီလင်းဆီယာမားကဟဲဝင်ရန်ရဲ့မွေးတက်ကလေးနဲ့ဇာတာတွက်ချလိုက်ရမှာအလုံးကအဆင်ပြေပေမယ့်အင်္ဂါသမီးနဲ့ယူရင်တော့အိမ်ထောင်ခွဲကင်းရှိရလို့ဆိုတာပါ။အလုံးသေးတဲ့အတိုင်းမြန်မာလူမျိုးတွေဟာဘေးရင်နက်ခတ်တွေကိုယုံကြည်ပါတယ်။အခုကမှတော့ဟင်းဝင်ရဲ့ဟာအင်္ဂါသမီးနဲ့လက်ထက်ရင်အိမ်ထောင်ရေးကံမကောင်းဘူးလို့ဘေးရင်ကဟောလိုက်တာပါ ါဒါကြောင့်လူတွေကလည်းဆိုဖီးတဲ့စင်နဲ့ဟင်းဝင်ရဲ့မင်္ဂလာသတင်းကိုစိတ်ပူနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဘေးရင်ကျန်းကန်ဆိုတာကတခါတလေလွဲချော်တတ်တယ်လို့ယုံရခက်မယုံရခက်ကြီးပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဟင်းဝင်ရဲ့ဆိုဖီးတဲ့စင်တို့လက်ထက်ရင်ကွဲမယ်ဆိုတာကိုယုံကြည်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။